အလုံးမင်္ဂလာပါဗျ Freedom for Future Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ထားပါကျွန်တော်ခုဖော်ပြပေးတော်မှာကတော့ဆရာမင်းသိခါရေးသားထားတဲ့မနောမယကိုပီတာဆိုတဲ့စာအုပ်လေးရဲ့ကနေတတ်တက်လို့ကလပဲဟင်းနဲ့ငရုတ်တီစာတောင်ဆိုတဲ့စာလေးကိုဖတ်ပြပေးတော်မှာပဲဖြစ်ပါတယ် တနေ့တနိုင်ကျွန်ုပ်နေထိုင်ရာမော်ဘီမြို့အစွန်မယဲတလင်းတော်ဆက်ရှိအယူရောမင်္ဂလာချံအတွင်သို့ကျွန်တော်ရဲ့မိတ်ဆွေကြီးဖြစ်သော ကိုပီတာကြီးရောက်လာလေ၏ကိုပီတာကြီးသည်စိတ်ကောင်းစွာမနှံ့သူတအိုးဖြစ်လေ၏တို့ရတွင်ခင်မင်ဖွေရာကောင်းလေ၏သူဒီကျွန်ုပ်ကိုမြင်လျင်မြင်ချင်းဟေးမောင်ထွန်း good morning good night ဟုကိုယူကြရာနှုတ်ဆက်လေ၏တို့အခါကျွန်ုပ်ကကိုပီတာကြီးဓမီစားပြီလားဟုမေးလိုက်လေ၏စားပြီ ဟစ်အဲဟုကိုပီတာကြီးကပြန်ဖြေလေ။ခမားပြောတာလေတမျိုးကြီးပါလားဟုကျွန်ုပ်ကပြောလိုက်မိလေ။တမျိုးမျိုးမဟုတ်ပါဘူးငါလူရ။စားပြီးပြီဆိုတာက မနေ့ကညစာပါ။မစားရသေးဘူးဆိုတာကဒီနေ့မနက်စာပါ။ဘာစားရင်လဲလို့မမေးနဲ့။ဒီနေ့မနက်စာကိုတက်တက်လို့ပဲစားကြတယ်။ကလဘဲဟင်းကောင်းကောင်းချက်ကွာ။အသားမထင်းနဲ့။မရုပ်တီစားတော့ကွာ။မုံလာချင်ဘက်ကွာ။သမင်းစားပြီးရင် ဖီးကြံကပြောတီးပျော်ပျော်လေးလောက်တော့ကျွေးပါကွာဟုကိုပီတာကြီးကပြောလေ၏ထို့ကြောင့်ကျွန်တော်လည်းကိုပီတာကြီးအတွက်မနှက်စာတတ်တလို့ပဲဟင်းနဲ့ငရုတ်တီချာတော်ကိုပြင်ဆင်ပေးရလေ၏ကိုပီတာကြီးသည်ထမင်းပူပူပေါ်တွင်ပဲဟင်းများကိုလောင်းချပြီးနောက်ငရုတ်တီစာတော်ဖြင့်နေလေ၏ထို့နောက်မောလာချင်ဘတ်ကိုကျွတ်ခနဲကျွတ်ခနဲကပ်၍သမီးနဲ့တွေ့မြုပ်ခါအာရပိုင်ရစားလေ၏။စားနေရင်ပင်ပါဇက်ကဘိတ်ကိုဘိတ်ဝဟုပြောနေလေ၏။ ို့ကြောင့်ကျွန်တော်ကဘလို့ဖြစ်တာလဲကိုပီတာကြီးဟုအော်လိုက်ရာ၎င်းကဘယ်ကိုဆိုတာကဓမင်းစားလူကောင်းတာကိုပြောတာဘယ်ဝက်ဆိုတာကကို့လူချက်တဲ့ဟင်းကမကောင်းဘူးလို့ပြောဟင်းကမကောင်းဘူးရစားလို့ကောင်းနေရောအဲ့လိုနှမျိုးပြောတာပေါ့နားရှိအောင်တကယ်ကိုဝင်နားထောင်စမ်းပါကို့လူရဟုပြောလေထိုချိန်မှာပင်ရေပုံပိုင်းကိုဖွင့်ပြီး ပြန်၍အကြအနာမပိတ်ဖဲပြန်၍ထွက်သွားသောတပည့်ကလေးတဦးအပေါ်ကျွန်ုပ်သည်လွန်စွာဒေါသထွက်သွားသည့်အလျောက်လှမ်းခေါ်၍ကြောကိုထူရလေ၏ထိုချိန်တိုင်းမှာပင်ရေအိုးစင်အနီးရှိတစ်တာချင်းငင်ကုန်ကိုအဝိဆုပ်ကိုရေဆွ၍တုပ်ပြီးလျင်ထိုအဝိဆုပ်တွင်ကပ်ပေနေသောအနှစ်အကြေးများကိုလက်ပတ်ရည်ချိုင်လို့အတွင်တို့ညှိ့၍ချလိုက် ်ထိုဦးဝင်းနှင့်အစ်တားကုံကိုတိုက်လိုက်လုံနေသောတပည့်ကလေးတဦး၏မဖွေမရာပြုတ်လုံပုံကို မြင်တွေ့ရလေကျွန်တော်သည်လွန်စွာစိတ်ဆူသွားသဖြင့်စိတ်ဆူလွန်၍ဒေါသကိုများတက်ကကျွန်တော်၏မျက်စိသည် ပြာဝေသွား၏ထိုကြောင့်ထိုတပည့်ကလေးကိုအနီးသို့သွားက၎င်း၏စပင်ကို လက်တစ်ဖက်ဖြင့်ဆွေ၍ကြံလက်တစ်ဖက်ဖြင့်၎င်း၏ပါကိုတပြန်ပြန်ရိုက်လျော်၏ပြီးလျင်ထိုတပည့်လေးအားအပီးအပိုင်မောင်းထုတ်လိုက်လေ၏ ထို့နောက်ကျွန်တော်သည်စိတ်ဆုံးလို့၍ကတုံခရင်ဖြစ်နေ၏တို့မဟုတ်မောဟိုင်းနေ၏တို့ကြောင့်တို့ရိုးစဉ်အနည်း၌ပင်ထိုင်ချလိုက်ကအမောဖြေလိုက်လေ၏အမောဖြေသွားသောအခါ၌ဒေါသလည်းပြေပြောက်သွားလေ၏တို့တော့တို့ဒေါသပြေပြောက်သွားသောအခါ၌အမောလည်းဖြေသွား၏တို့ဟာကြောင့်မပင်ကျွန်တော်သည်ကိုပီတာကြီးအနည်းတို့ရှောက်၍သွားလေ၏ဘာရီများတလောက်စိတ်ဆိုးနေရတော့ဟုကိုပီတာကြီးကမေးလိုက်လေ၏ ကျုပ်လေဗျာစိတ်ဆိုးရဆိုတော့မကောင်းဆိုတော့တိပါတယ်ဒေါသဆိုတော့လည်းမကောင်းဆိုတော့နားလေပါဒါပေမဲ့ဘလို့ဖြစ်တယ်မသိပါဘူးထိန်းလို့မရဘူးဟုကျွန်တော်ကပြောလိုက်ရကိုပီတာကြီးကဒီလိုလို့ရအောင်ကိုဒီ channel မှာတပတ်လောက်ဟောဟိုနားကအိမ်မှာနေမယ်ကိုလူဒေါသထထောက်မယ်ဆိုရင်ကိုလာပြောဒေါသမထောက်အောင်လုပ်ပေးမယ်မကောင်းလားဟုကိုပီတာကြီးကပြောလေမဟုတ်တာမပြောပါနဲ့ကိုပီတာကြီးရဲ့ဘယ်ချိန်ဒေါသထွက်မယ်ဆိုတော့ ဘလို့လို့တိမာလေသူ့ဟာသူပြလာတဲ့ကိစ္စပဲဗျာကြိုပြီးမပြောနိုင်ပါဘူးဟုကျွန်တော်ကပြောလိုက်လေကိုပီတာကြီးကဒီလိုမပြောနိုင်ဘူးထောက်ရင်တော့ဒေါသဆိုတဲ့အရာဟာကိုလူရဲ့ကိုပိုင်ပစ္စည်းဟောက်ခံမတူဘူးကိုပိုင်ဆိုရင် ပြောနိုင်ရမှာပေါ့ကိုလူခန္ဓာကိုယ်ရဲ့ကအရာလေးဟုတ်မယ်မဖြစ်ပါဘူးပြင်ပကရောက်လာတာဖြစ်မယ်အဲ့တော့ကိုလူရဲ့ဒေါသဟာကိုလူပိုင်သဘာဝတခုမဟုတ်ဘူးဆိုတာသိကြပါရဲ့ကိုလူပိုင်နဲ့ပစ္စည်းဆိုရင် အချိန်မီထုတ်ပြနိုင်တာပေါ့ အခုလိုမပြနိုင်မှုဆိုတဲ့ကကိုယ့်လူပိုင်တာမဟုတ်ဘူးအခြေအနေအချိန်ခါနဲ့ရောက်လာတဲ့ပြင်ပကပြစီပါကိုယ့်လူလူလာဖြစ်တုံးကလည်းအဲ့ဒေါသကြီးနဲ့တပေါင်းနဲ့လူလာဖြစ်ဟန်မတူပါဘူးခုမှရောက်လာရပါဟုကိုပီတာကြီးကကတိကသက်စကားပြောလိမ့်ဤထို့ကြောင့်ကျွန်တော်ကကိုပီတာကြီးရဲ့ကတိကသက်တွေမပြောပါနဲ့ဗျာဟုမြစ်တာရခံရလိမ့်ထို့အခါ၎င်းကဒီလိုလုပ်ကြည့်အောင်ဒီတခါကိုလူဒေါသထွက်လာရင် အဲ့ဒီဒေါသကိုသူများအပေါ်မပုံနဲ့ကိုကိုကိုကျိန်လုံးနဲ့ရက်ဒေါသပြေသွားအထိရက်ဘာလို့လဲဆိုတော့ဒီဒေါသဆိုတဲ့ကောင်ကကို့လိုအနှောက်ယှက်ပေးနေရရိုက်တာရိုက်ပလိုက်ဒီကောင်ကို့လိုခန္ဓာကိုယ်တွေကနေထွက်ပြေးသွားအထိရက်မညာနဲ့တအားတွင်ဟုကတိကသက်ပြောပြန်လေ၏မဟုတ်တာမပြောပါနဲ့ကိုပီတာကြီးရဲ့ဟုကျွန်ုပ်ကပြောရပြန်လေ၏ထို့အခါ၎င်းကအဲ့လိုမရရင်လေဒီလိုလို့ဒေါသထွက်လာတာနဲ့ကို့လိုရဲ့အိမ်ကို ခဏဘက်ပတ်ပြီးပြီးတော့ဟောဟိုတိပဲအောက်တော့တွတ်ထိုင်နေပြီးဒေါသဟာကိုလူရဲ့ခန္ဓာကိုယ်ဘယ်နေရာကနေထွက်ပြေးသွားရဲဆိုတော့ကိုတေချာစိတ်ကြည်ထားဟုဆိုပြန်လေမဖြစ်နိုင်တဲ့ဇာတ်ရီမပြောပါနဲ့ကိုပီတာကြီးရဲ့ဟောရင်ပါဖီဂျန်ကပြောသည့်ပြပြော်ရရှိတယ်ပါဇက်ပိတ်ထားစမှာဟုကျွန်ုပ်ကပြောလိုက်ရကိုပီတာကြီးကအဲ့လိုလုပ်လိုက်ရင်ဒေါသဆိုတော့ရှာလို့ရမှာမဟုတ်တော့ဘူး ေါသကိုမထွက်အောင်လည်းဖိနှိပ်မထားနဲ့အဲ့ဒီဒေါသကိုတစုံတယောက်အပေါ်မှာလည်းပုံမချလိုက်နဲ့လူမအစာမကြီးတဲ့အခါပြုတ်အံတလို့ဒေါသဆိုတာစိတ်အစာမကြီးတဲ့အခါစိတ်တက်ပြုတ်အံမို့ရဖြစ်တတ်တယ်ကွပြုတ်ဝင်တယ်ဆိုကြတဲ့ကထွထွတူးလို့ရှိရမလို့ပါဘူးပလုတ်ချင်းလိုက်ပြီးရပဲကောင်းကိုဆွဲပြီးတစ်ချက်တစ်ချက်လောက်လက်တီနဲ့ထိုးလိုက်ကွာအဲ့လိုဆိုရင်လည်းပြေပြုတ်သွားတာပါပဲ ဒေါသထွက်ခြင်းဆိုတာအလွန်လှပတဲ့အတွင်တန်တမျိုးပဲကွ။ဘာနဲ့တူတယ်လဲသိလား။တိမ်တိုက်ယူတယ်မှာလျှက်စီလက်လိုက်တယ်လို့ပဲ။ဒေါသဟာဖျန်းကနေဖြစ်သွား။အဲလိုဖျန်းကနေဖြစ်တာကိုကြည့်ပြီးအောင် ကြည့်လိုက်ပါ။အဲလိုကြည့်ဖို့တတိလေးရှိလိုက်တာနဲ့ဒေါသကိုကိုကထိန်းသွားနိုင်တယ်ကွ။မင်းကနာကိုရဲမှာဒေါသထိန်းတဲ့ဂီယာပါပီတာတိတိကျကျကြည့်လိုက်ရင်ဂီယာချင်းတယ်လို့ကြောက်ခနေမိတဲ့အတောင်အောင်ကြားလိုက်မယ်။ ပြီးတော့အတွင်းခန္ဓာမှာဒေါသပြုံသွားတယ်။ပူလောင်နေရာကနေအေးချမ်းသွားမယ်။ဒေါသအပူကနေသူ့ကိုပုံပြောင်းပြီးတော့အေးအောင်လုပ်လို့ရလာတဲ့အေးဟာဘလို့အေးတန်းနဲ့မှမတူဘူးကွ။အတော့အေးချမ်းတာချမ်းသာတာအခုငါပြောရစကားဟာအမိအမမတဲတဲ့အယူတယောက်ရဲ့စကားလို့မင်းအနေနဲ့ယူဆယူဆပါဒါပေမဲ့ငါအခုပေးခဲ့တဲ့ဒေါသမိခေကနေပုံပြောင်းပြီးရေခဲ ဖြစ်အောင် လုပ်တဲ့နီကိုတော့ တနေ့နေ့တစ်ချိန်ချိန်မှာသုံးဆန်းကြည့်စမ်းပါကွာအဲ့ဒါဟာမင်းကောက်ကျူးရဲ့ထမင်းကိုငါအနေနဲ့ပြန်ဆက်နိုင်တဲ့ကျေးဇူးဆက်ခြင်းလို့နားလေစေခြင်းနဲ့မအောင်ထုံးကဲငါတော့မယ်ဟုဆိုကကျွန်တော်ဤကြောကုံကိုလက်တီးဖြင့်ဘုံကနေထု၍စိတ်ဆိုးခြင်းဆိုဒေါသအရာမထွက်နဲ့ဒေါသထွက်တယ်ဆိုတာစိတ်အစာမကြေလို့စိတ်တက်ပြုတ်အမှုဖြစ်တာပလောက်ချင်းလိုက်ရင် ပြီးရပါပဲကွာဟုပြောဆိုရင်မောကအကြောင်းကြမဲ့အပူပင်မဲ့တောကမဲ့အမှုအရာဖြင့်ကျွန်ုပ်ဤခြံမှပြန်သွားလေတော့တည်းအဆုံးထိကုဆိုင်နာစင်ပြီးခဲ့တဲ့အားလုံးကိုအထူးဝင်ကျေးဇူးတင်ရှိပါတယ်အားလုံးပဲချမ်းမှပြီးခင်ကြပါစေစားစားရကုဆိုင်ကြပြီးကျွန်တော်ဗီဒီယိုရအောင်မြင်မှုတွေကိုအတူတူရအောင်ကြမယ်နော်အားလုံးပဲဖိုက်တင်ပါ